ြမစစ်တပ်မှာတတိယမြောက်အကြီးဆုံးယာရုဖြစ်သတ်မှတ်ထားတဲ့ညီနိုင်ကိုကေမူကြီးရီလီယာရုကိုဗိုလ်ချုပ်ကြီးကျော်စောလင်းကို2024နှစ်ကုန်ပိုင်းမှာစစ်ကောင်းဆောင်မင်းအောင်လှိုင်ကလွှဲပြောင်းပေးခဲ့ပါတယ်။အဲဒီနောက်ပိုင်းသူ့ကိုအနာဂတ်တက်ချုပ်လောင်းလျာဖြစ်ထင်ကြေးပေးမှုတွေရှိလာခဲ့ပါတယ်။စစ်တပ်ကတို့ဗိုလ်လောင်းအမှတ်စဉ်35ဆင်းဗိုလ်ချုပ်ကြီးကျော်စောလင်းဟာအရာရှိငယ်ဘဝမှာလဲဒုတိယဗိုလ်ချုပ်မှုကြီးမောင်အေးအနာမှာကာလာရှိကိုရေးအရာရှိဖြစ်နေခဲ့သူဖြစ်ပါတယ်။စစ်တိုက်တဲ့နေရာမှာမှတ်ကြောက်တင်ခံတဲ့နေရာလို့သတ်မှတ်လေးရှိတဲ့ ခြေလင်တရင်မှုဘဝမှာလည်းနေပြီးတော့ခြေဆိုင်ခမရ၄တက်မှာပဲတရင်မှုဖြစ်နေခဲ့ရသူဖြစ်ပါတယ်။ဒါကြောင့်တိုက်ပွဲတွေနဲ့မကြုံခဲ့ရပဲနေပြီးတော့တဝိုက်ကလုံခြုံရေးကိုသာဆောင်ရွက်ခဲ့ရသူဖြစ်ပါတယ်။စစ်စင်မှကြောက်အတင်မခံရပေမဲ့လူကြီးနားမှာ လူကြီးကြိုက်နေရင်စစ်ယုံတဝိုက်မှာရာဓုအဆင့်ဆင့်ရခဲ့တာကြောင့်စစ်မင်းသားလို့သတ်မှတ်ကြပါရဲ့ သူရဲ့နောက်ကွယ်မှာတော့မတိမ်မင်းအရာရှိကြီးတွေကမြန်မာတရုတ်ဆောင်နေတိုးပြည်တီဦးလို့နဲ့ခိုင်းနိုင်ပြီးနာမည်ပြောင်းနေခေါ်ခဲ့ကြပါတယ်အဲ့ဒီစစ်မင်းသားတက်ချုံလောင်ဗိုလ်ချုပ်ကြီးကျော်စွာလင်းဟာညှိနှိုင်းကုကဲမှုဖြစ်လာပြီးတဲ့နောက်စစ်စင်ရေးတွေကိုကုကဲကြီးကြီးလေးရရှိတယ်လို့သိရပါတယ်။သူ့ကိုရာထူးတိုးပြီးတဲ့နောက်ပိုင်းမှာစစ်ကောင်းဆောင်တက်ချုံမင်းအောင်လိုင်းနဲ့ဒုချုပ်စိုးဝင်းတို့ဟာစစ်ကောင်စီရဲ့နယ်ဘက်ကိစ္စတွေကိုသာဥတီလောက်ကင်လာတာကိုလည်းတွေ့ရပါတယ်။ ရွေးကောက်ပွဲမတိုင်မီဂျားဖြတ်အစိုးရမတက်ခင်စစ်တပ်ပိုင်းဆိုင်ရာအစမ်းသဘောလွှဲပြီးတာလို့စစ်ကောင်စီတပ်တွင်ကပြောဆိုလျက်ရှိကြပါတယ်။အစတဲကစစ်တပ်ဘလောက်ရှုံရှုံပွဲတက်မပြတ်တဲ့စစ်ကောင်ဆောင်မင်းအောင်လှိုင်ဖို့ဗိုလ်ချုပ်ကြီးကျော်စွာလင်းကိုညှိနှိုင်းအဖြစ်ခံပြီးတဲ့နောက်မင်းပါလုံးမလဲဆိုတဲ့ပုံစံနဲ့လှုပ်ပေးပြီးအသွာလာမပြတ်နေထိုင်နေတာကိုလည်းတွေ့ရပါတယ်။တနည်းအားဖြင့်အခုအချိန်ကစစ်အာဏာရှင်ဟောင်းဦးတန်းရွှေက2010နှစ်ကုန်ပိုင်းမှာမင်းအောင်လှိုင်ကိုစစ်စင်ရေးအထူးအဖွဲ့မှ ကာဇာဒမူကနေညီနိုင်ကိုကဲမူကြီးရီလီဖြစ်ခန့်အပ်ပြီးတာဝန်ဆလွှဲတဲ့အချိန်နဲ့ဆင်တူနေပါတယ်။ဦးသိန်းစိန်အစိုးရကိုအာနာလွှဲကန်ဒီမှာတချို့အစ်သည်ဖြစ်လာတဲ့မင်းအောင်လှိုင်ကိုဦးသန်းရွှေကစစ်ဘက်ကိုကဲမူတွေလွှဲပြောင်းပေးခဲ့ပါတယ်။အဲဒီလိုပဲလက်ရှိအချိန်တွေကဗိုလ်ချုပ်ကြီးကျော်စောလင်းကိုလည်းစစ်ကောင်းဆောင်မင်းအောင်လှိုင်ကကိုကဲမူချို့စတင်လွှဲပြောင်းပေးနေပြီလို့သိရပါတယ်။စစ်ကောင်းဆောင်ရဲ့နောက်ဆုံးရုရှားခီးစင်မှာဗိုလ်ချုပ်ကြီးကျော်စွာလင်းကိုရုရှားနဲ့ယင်းနှီးမှုတိစောက်ဖို့ အဖွဲ့ဝင်အဖြစ်ခေါ်ဆောင်သွားခဲ့တာကိုလည်းတွေ့ရပါတယ်။ဒုစစ်ကောင်းဆောင်စိုးဝင်းကိုတဘာဝဘေးပြန်လဲထူထောင်ရေးပါဝင်စစ်ကောင်စီနယ်ဘက်တာဝန်တွေပေးပြီးစစ်ဘက်ဆိုင်ရာလုံပိုင်ခွင့်တွေကိုစစ်ကောင်းဆောင်မင်းအောင်နိုင်ကရှော့ချလာခဲ့ပါတယ်။တစ်ဆက်တည်းညှိနှိုင်းကုတ်ကဲမှုကြီးရည်လေးကိုစစ်ဘက်ဆိုင်ရာကုတ်ကဲခွင့်တွေပို့ပေးလာခဲ့တယ်လို့စစ်တပ်တွင်သတင်းရင်းမြစ်တွေစီကနေသိရပါတယ်။အစင်းစင်သောယာရုတွေမှာစစ်တပ်ယာရှိတွေအနေနဲ့စစ်စင်ရေးအတွေ့အကြုံနဲ့ညှိနှိုင်းကုတ်ကဲမှုအနေနဲ့အခုခါမှာတော့ဟန်ကိုဖိုးဆိုပြီး စစ်စင်ရေးတွေကိုကုတ်ကဲနေရတာပါလက်တလုံးစစ်ကောင်စီတပ်အနေနဲ့တံပြန်ထိုးစစ်တွေနဲ့ခံစစ်တွေကိုစစ်မင်းသားတစ်ဖြစ်လဲဗိုလ်ချုပ်ကြီးကျော်စောလင်းကတာဝန်ရှိသူအနေနဲ့ကြီးကျက်ကုတ်ကဲလျက်ရှိတယ်လို့တပ်တွင်းမှာရှိတဲ့စေးသတင်းရင်းမြစ်ချုပ်ကအတည်ပြုကြပါတယ်ပြီးခဲ့တဲ့မေလအတွင်းစစ်ရုံးမှာတိုင်းမှုတွေကိုခေါ်ပြီးအစည်းအဝေးပြုလုပ်ခဲ့ကြပါတယ်စီဝေးပြီးမှညှိနှိုင်းကုတ်ကဲရေးမှုကတိုင်းမှုတွေကိုတီးကြားစီတွေးဆောင်ခဲ့တယ်လို့လည်းသိရပါတယ် ဒီလိုကြီးကြပ်ကုတ်ကဲနေတဲ့ကာလအတွင်းစစ်ကောင်စီတပ်တွေရဲ့စီးအခြေအနေကိုပြန်လည်သုံးသပ်ကြည့်ရအောင်ပါ။ အခုကာလအတွင်းမှာစစ်ကောင်စီအနေနဲ့တိုက်စစ်ထက်ခန့်စစ်ကိုသာဦးစားပေးဆောင်ရွက်နေရတာကိုတွေ့ရပါတယ်။ထိုးစစ်အပြုမှုအနေနဲ့ဒေါ်လန်ဤဘက်ကတင်းစဲခဲ့တဲ့စခန်းချို့နဲ့ဌာနချုပ်တချို့ကို ပြန်လည်ရရှိဖို့နဲ့မကြသေးတဲ့နေရာတွေကိုကာကွယ်ဖို့အင်အားဖြည့်တင်းခြင်းကိုသာဆောင်ရွက်နေတာကိုတွေ့ရပါတယ်။ညီနိုင်ကုတ်ကဲမှုရဲ့ကုတ်ကဲမှုကာလအတွင်းမှာတော့လက်တလောစိတ်ဝင်စားမှုများနေတာကပြင်အမျိုးသားအစည်းအရုံး KNU တက်မှ6နေပြီတွင်ကတော်လိုင်းရေးတက်တွေရဲ့စကန်းသိန်းတိုက်ပွဲတွေဖြစ်ပါတ ဘလဲဒိုစကန်ကိုလက်လွတ်လိုက်ရပြီးတဲ့နောက်တေဘောဘူးကိုလက်မလွတ်ရရင်ဘောလီမာရှိတဲ့အမတ်ဆက်သုံးစစ်စင်ကြီးကုကဲမှုဌာနချုပ်စကခ73ရဲ့နီးဖြူဝါစကန်ကအရန်စစ်ကြောင်းကိုစစ်ကောင်စီဘက်ကထုတ်သုံးခဲ့ပါတယ်။ခြိတက်ရလမ်းကြောင်းမှာစစ်ကောင်စီနဲ့အပြစ်ရထားတဲ့ DGBA ဌာနချုပ်တီရှိရာစုံစည်းငန်ကိုဗဟုပြုခြိတက်ခဲ့ပြီးစစ်ကူရောက်အောင် DGBA အကူအညီနဲ့ပို့ဖို့စ조사ခဲ့တာပါ။ဒါပေမဲ့စုံစည်းငန်မရောက်ခင်တင်းအမျိုးသားလွတ်မြောက်ရေးတက်မတော့ KNL နဲ့ပူးပေါင်းတပ်တွေကဖြတ်တောက်ပိတ်ဆို့တိုက်ခိုက်လိုက်တာကြောင့်စစ်ကြောင်းတစ်ကြောင်းလုံးဖွဲ့စည်းပုံပြတ်သွားခဲ့ရပါတယ်။အဲ့ဒီအချိန်မှာစုံစည်းမြိုင်ကိုစစ်ကောင်စီကဒေချောင်းကနေပုံကျဲခဲ့ပါတယ်။ KNL လက်နက်ကင်တွေအချင်းချင်းပြဿနာတက်စီခြင်းတလို့သူစစ်ကြောင်းကိုမကူညီလို့ပညာပေးတယ်လို့လှုပ်ဆောင်မှုလို့ယူဆရပါတယ်။အကြီးဆုံးကုတ်ကဲနေတဲ့ညှိနှိုင်းကုတ်ကဲမှုအနေနဲ့အစဉ်စဉ်ပိတ်ဆို့ထားတဲ့နေရာကိုအင်အား90ကျော်နဲ့စစ်ကူလက်ခဲ့ခိုင်းတာမတိကျမရရတဲ့အခြေအနေမှာ ဒီဂီဘီရဲ့အကူအညီကိုရယူလိုတာကစီဟီးအတွေ့အကြုံမရှိဘဲလက်တန်းထိုးအမိတ်ပေးနေတာကိုပေါ်လွင်စေခဲ့ပါတယ်။ဒီပြစ်စင်နဲ့ဆက်ဆက်ပြီးကင်းပြည်နယ်တောင်ပိုင်းကိုကြည့်မယ်ဆိုရင်ကယန်းယူတပ်မခွနစ်မှာစခန်းတွေတစ်ခုပြီးတစ်ခုကျပြီးတဲ့နောက်တပ်မ6ကလည်းထိုင်းမြန်မာနယ်စပ်မှာရှိတဲ့စခန်းတွေကိုဒေးစင်ရက်ဆက်သိမ်းပိုက်လျက်ရှိပါတယ်။ဒါပေမဲ့အစ်စ်ကောင်စီကတံပြန်တိုက်ခိုက်တဲ့အစီအမံတွေကိုတော့ဆောင်ရွက်နိုင်တာမရှိတော့ပါဘူး။ စစ်မင်းသားကျော်စွာလင်းကုတ်ကဲနေရတဲ့ကာလအခြားစစ်မျက်နှာတွေကို ကြည့်မယ်ဆိုရင်လည်းကြောက်ပြူမှာအရကတက်တော် A ကစီးအရှိန်မြင့်နေပြီးညိုနဲ့၆မှန်ကွာထိတိုက်ပွဲတွေရောက်ရှိနေပါပြီစစ်ကောင်စီတက်ခန်းစစ်တွေအနေနဲ့အစဉ်စဉ်ဆုတ်ခွာရင်းညိုရင်းကိုရောက်တော့မှာဖြစ်ပါတယ်နောက်ထပ် A ရဲ့အခြားစစ်မျက်နှာဖြစ်တဲ့မကွေးဘက်မှာရှိတဲ့ထိုးစစ်ကိုကြည့်မယ်ဆိုရင်လည်း Amberdan Land ဘော်ကနိုင်ငံစခန်းကလည်းဆုတ်ပြေးနေတာကြောင့်စစ်ကောင်စီကခန်းစစ်တွေဖြစ်တင်းနေတဲ့ကြားကပဲခန်းစစ်ကနေခွာစစ် ကျေးဇူးအဖြစ်ပြောင်းလဲနေတာကိုတွေ့ရပါတယ်။တခြား AI ရဲ့ထိုးစစ်ဖြစ်တဲ့ညောင်ကျိုးဘက်မှာလည်းအလားတူပဲဖြစ်ပါတယ်။ညောင်ကျိုးစကန်ပြန်ရရင်အင်အားအဆမတန်သုံးပြီးတံပြန်ထိုးစစ်ဆင်နေပြီမဲ့ကာကွယ်ရေးပစ္စည်းဆက်ရုံကာဘာဆာရီရဲ့လုံခြုံရေးကိုတော့မသေးကြတဲ့အနေအထားကိုရောက်လာနေပြီဖြစ်ပါတယ်။ AI နဲ့ဘူးပေါင်းတက်တွေရဲ့ AI ထိုးစစ်ကလည်းငတိုင်းချောင်းမျိုးအခြေဆိုင်အမှတ်3လေးလေးအမြောက်တက်အမတ3လေးလေးကိုတင်ပိုက်ဖို့လက်တကမ်းလိုမှာပဲရှိနေတော့တာပါ။ အဲ့ဒီနောက်ရှမ်းမြောက်ကိုကြည့်မယ်ဆိုရင်လည်းနောင်ချိုမြို့နယ်တောင်ခန်းစစ်မျက်နှာမှာမြန်မာနိုင်ငံအလဲပိုင်းနဲ့ရှမ်းတောင်ကိုဆက်သွယ်တဲ့လမ်းကြောင်းမှာအရေးပါတဲ့ဒေသဖြစ်တဲ့အပြင်တောင်ခန်းဒေသမှာရှိတဲ့အမြောင်စခန်းကုတ်ကဲမှုဌာနချုပ်မဆာခကိုလက်မလွတ်ရရေးစစ်ကောင်စီတပ်တွေတဲတန်စ조사နေရပါတယ်။မလတွင်နောင်ချိုနဲ့ပြည်ဦးတွင်အဆက်ကတိမ်ပင်လေကိုစစ်ကောင်စီကတိမ်းပြခဲ့ပြီးဝါရဖြန့်ခဲ့ပြီးမယ်ရှမ်းမြောက်စီဟာရှေမတိုးတာနောက်မဆုတ်တာအခြေအနေမှာပဲရှိနေသေးဖြစ်ပါတယ်။ ချင်းပြည်နယ်ဘက်ကိုကြည့်မယ်ဆိုရင်လည်းမြို့နယ်သုံးခုကပဲစစ်ကောင်စီဘက်ကစိုးမိုးနိုင်တော့တာဖြစ်ပါတယ်။လက်ကျန်မြို့တွေနဲ့ပြည်နယ်မြို့တော်ဟာကားမချဖို့အတွက်အသေးအတန်ဆောင်ရွက်နေရပြီးစစ်ကူအဖြစ်ချင်းပြည်နယ်မြောက်ပိုင်းဒီတိမ်မြို့နယ်ကိုတက်လာတဲ့စစ်ကြောင်းကိုချင်းတော်လိုင်းပူပေါင်းတပ်တွေကဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်နေပါတယ်။ကလေးတိုင်းရင်းလမ်းပေါ်ဒီတိမ်မြို့ဝင်မှာလည်းချင်းတော်လိုင်းပူပေါင်းတပ်တွေကစစ်ကောင်စီရဲ့အင်အား၈၀၀ကျော်ပါတဲ့ရင်တန်းကိုပိတ်ဆို့ဖျက်ဆီးတိုက်ခိုက်နေတာကြောင့်တိုက်ပွဲပြင်းထန်နေစေဖြစ်ပါတယ်။ အဲ့ဒီနောက်မြန်မာနိုင်ငံအလဲပိုင်းကမန္တလေးတိုင်းမြင်းချံခရိုင်တွင်းမှာလဲတော်လိုင်းအိတ်တက်တွေကကိုမြင့်ဆောင်အညာမီစစ်စီရေးကိုပေါ်ဆောင်နေတာမျိုးရှိပါတယ်။နထိုးကြီးပါဝင်မြင်းချံတောင်တာငစုံမြို့နယ်တွေမှာရှိတဲ့စစ်ကောင်စီတပ်စခန်း၈ခုကိုကြိုင်နဲ့တိုက်ခံခဲ့ရပါတယ်။ဒါကြောင့်စစ်ကောင်စီဘက်ကရေလန်းကနေတင်းမော၄စီးနဲ့စီမီကုံစိတ်ကန်းကိုစစ်ကူတွေပို့ပြီးစစ်အင်အားဖြည့်တင်းနေရပါတယ်။ဒီဒေသတွေမှာရခင်ကမြင်းချံကတီတာယူမွန်လို့ဒီသူစစ်တွေကိုသာအတုံးချနေပြီး စစ်ကောင်စီတပ်တွေမျက်နှာလွှဲခဲ့ရတဲ့ဒေသဖြစ်ပါတယ်။ရောင်ဦးဘက်မှာလည်းတန်ချက်ကာရင်ပါတဲ့စစ်ကြောင်းကိုပဲဖွဲ့စည်းပုံပြတ်အောင်တော်လှန်ရေးဘက်ကတိုက်ခိုက်တဲ့ဖြစ်စဉ်အပါဝင်အလင်းငိုက်ဝင်ရောက်စီးနင်းတိုက်ခိုက်မှုတွေကြောင့်မျက်နှာလွှဲမရတော့တဲ့အနေအထားကိုရောက်လာခဲ့တာဖြစ်ပါတယ်။လာဒူမကွေးတိုင်းစလင်းဘက်ကစီးအချီနေကလည်းစစ်ကောင်စီအတွက်ကောင်းကဲစရာဖြစ်ပါတယ်။စကိုင်းထပ်ပိုင်းကကောလင်ဝမ်းတို့ကလည်းစစ်ကောင်စီအတွက်နောက်ထပ်အတိုက်ခံရတဲ့မျိုးဖြစ်လာနိုင်ခြင်းများပါတယ်။ ရဟန်းရင်ပြတ်ကြမှုကြောင့်စိတ်ဝင်စားမှုမြင့်တက်လာတဲ့အမော်ဘက်ကိုကြည့်မယ်ဆိုရင်လည်းကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပူပေါင်းတပ်တွေကဝိုင်းဘက်ပိတ်ဆို့တိုက်ခိုက်မှုကိုခံထားရတဲ့စကကခ21အတွင်းမှာလည်းရဟန်းရင်သုံးစင်းဆင်းခွင့်ပေးတယ်လို့တွေ့ရပါတယ်။ဒစင်းပြတ်ကြပြီးနောက်ဒစင်းကအေးပေါ်ဆင်းသက်ခဲ့ရပါတယ်။ရွှေကူကိုအေးပေါ်ဆင်းခဲ့ရတဲ့ရဟန်းရင်ကိုလည်း KIA က drone နဲ့ဖျက်ဆီးနိုင်ခဲ့ပါတယ်။ ဟတ်ရင်ခွင်ပတ်လည်ကိုမဆုံးမနိုင်ပဲတေယူပို့ဆောင်ရေးရဟတ်ရင်ကိုဆင်းဝင်ပြုခဲ့တာတိုက်ခိုက်ရေးလေရဟတ်ရင်အဆောင်ရှောက်မှာပါပဲဆေလွတ်တာတွေကိုတွေ့ရပါတယ်ဒီကုတ်ကဲမှုဟာစစ်စင်ရေးအတွေ့အကြုံမရှိတဲ့ကျော်စွာလင်းရဲ့ကုတ်ကဲမှုဆိုတာကလည်းပြည်သာထင်ရှားစွာတွေ့ခဲ့ရပါတယ်စစ်ကောင်စီတပ်အနေနဲ့စီအေးရအရေးနေဆုံးကာလမှာညှိနှိုင်းပွားနဲ့ က်ချုပ်နေရရတာခံရတဲ့ဘူချိုကြီးကြော်စွာလင်းအဖြစ်ကအစိုးရဆုံးအချိန်မှာနန်းကြကန်ဒီအင်ရှင်းဇံဖြစ်ရသလိုဖြစ်နေပါတယ်။အခုလိုအချိန်နေမှာစစ်မတိုက်တဲ့သူကြော်စွာလင်းစစ်ကောင်းဆောင်ဖြစ်လာခြင်းကလည်းမြန်မာစစ်တပ်အခက်တော်လှန်ရေးအချက်လို့လည်းပြောနိုင်ပါတယ်။အိဆွေတကားဖွင့်ထီးမိုးပြီးလူကြီးကြိုက်အလိုလိုက်ကြိုက်ဆောင်ခဲ့တဲ့အထွေကြုံတွေကရေပြင်တိုက်ခိုက်ရေးတပ်မှုတွေပေါ်ကိုချင်းစာပေးစရာအကြောင်းမရှိပါဘူး။ ကိုယ်တိုင်မခက်ခဲမကြမ်းတမ်းခဲ့ပဲမင်းတို့တလောက်တောင်မလုံနိုင်ဘူးလားဆိုတဲ့မှတ်ချက်က အောက်ချီကအထင်ကြီးလေးစားမှုကိုရနိုင်မှာမဟုတ်ပါဘူးလက်အောက်ကအထင်ကြီးတဲ့ခေါင်းဆောင်ဥဆောင်နေကြမြခေါင်းဆောင်မှုအလွဲတွေကြောင့်စစ်တပ်ဟာစစ်ရှုံးပြီးဆက်ရှုံးနေမှာသာဖြစ်ပါတယ်ပြည်သူ့စစ်မှုထမ်းဥပဒေအရအတင်းကျပ်လူသစ်စုဆောင်တာလေတပ်အသုံးပြုနိုင်ခြင်းတို့ကြောင့်သာအခုလောက်ခုသာခံတာဖြစ်နေတာလို့ယူဆရမှာပါစကောင်းဆောင်နေအနေနဲ့မပြစ်မနေနေရာလွဲပြောင်းပေးရတဲ့အခါမှာသူတို့ထက်ညံ့တဲ့သူတွေကိုသာ နေရာလွှဲပြီးကျင်ကြသလားဆိုတဲ့ချက်ကလည်းစဉ်းစားစရာဖြစ်ပါတယ်။စစ်ကောင်းသောအာနာရှင်ဟောင်းဦးတန်းရွှေကတူးထက်ညံ့ပြီးတွေးခေါ်မရှိခိုင်းနာလုတဲ့မင်းအောင်လှိုင်ကိုအာနာလွှဲပေးခဲ့သလိုမင်းအောင်လှိုင်ကလည်းစစ်တပ်ရဲ့မူလတာဝန်စစ်တပ်ရဲ့အလုပ်ကိုမလုပ်တတ်တဲ့သူကစစ်ကောင်းသောအသည့်ဖြင့်ရွေးချယ်ခြင်းသလားလို့စဉ်းစားစရာဖြစ်ပါတယ်။သူရဲ့စစ်အာဏာသိမ်းမှုကြောင့်မြန်မာစစ်တပ်အနေနဲ့သမိုင်းတွင်လောက်အောင်စစ်ရှုံးနေရချိန်မှာ စည်အတွေ့ကြုံရှိသူစစ်တိုက်တက်သူထက်စည်အတွေ့ကြုံမရှိသူပြီးတာယူကျွေးတာစားခိုင်းတာလုံးမဲ့သူကသူ့နေရာဆက်ခံဖို့ဆောင်ရွက်နေတာကိုလည်းတွေ့ရပါဗျာ။